ဒီပုံထဲကកောင်လေးကတခိုးဖြစ်တယ်ရဲကသူ့ကို ninja တခိုးလို့ခေါ်တယ်ရှင်ရဲသူ့ကို ninja တခိုးလို့ခေါ်ရတဲ့အကြောင်းရင်းကဒီကောင်လေးကဘန်ကောက်မြို့နေရာတော်တော်များများမှာလိုက်ခိုးထားပြီးတပိမဲ့ရဲသူ့ကိုတခါမှလည်းမဖမ်းမိဘူးရှင်ဒီနေ့မှာတော့ရဲကသူ့ကိုဖမ်းမိသွားပြီးဒီနေ့မှာတော့ရဲကဒီ ninja တခိုးကိုဖမ်းမိသွားပြီးဒီ ninja တခိုးကအသက်20နှစ်ပဲရှိသေးတယ်နာမည်ကဖာ ဖြစ်စဉ်ကတော့ဒီလေးလပိုင်းအတွင်းမှာဒီနင်ဂျာတခိုးကသူများပစ္စည်းတွေကိုလိုက်ခိုးထားတာ14ခေါက်ရှိပြီ14နေရဘန်ကောက်မြို့အတွင်းကိုတနီယာပြီးတနီယာလိုက်ခိုးတဲ့လိုက်လိန်စားတဲ့နောက်ပြီးခဲ့တဲ့ရက်တုန်းက ဒီနင်ဂျာကြောင့်နင်နာသူ၃ဦးက yes ခံကိုတွားပြီးဒီနင်ဂျာကိုအမှုတွားဖွင့်ထားတဲ့ပြီးတော့ခွန်ကြောင်ဖလမ်ကိုအကူအညီတောင်းထားတဲ့ရှင်ပထမတယောက်ဒီနင်ဂျာလိန်တာခံရတဲ့သူပြောတာကတော့သူက iPhone 16 Pro Max ကို online ပေါ်မှာရောင်းဖို့ပုတ်တင်လိုက်တဲ့တဲ့ရှင်ဒီနင်ဂျာကလည်းသူ့ကိုဆက်တွေ့လာတဲ့ app ဖုန်းကိုရရှင်တဲ့ဒါပေမဲ့အပြစ်မှာတွေ့ပြီးဖုန်းကြည့်ရှင်တယ်လို့ပြောတဲ့တဲ့ရှင်ဒါကြောင့်သူလည်းနင်ဂျာကိုအပြင်ဘက်မှာ ချိန်တွေ့လိုက်တယ်ချိန်တွေ့တော့ဒီနင်ဂျာတခိုးကဖုံးကိုတောင်းကြည့်တယ်တဲ့ရှင်အဲ့ဒီဖုံးကတုံခါမတုံခါဆိုတာနင်ဂျာကစံတက်ချင်တယ်ဒါကြောင့်နင်ဂျာကလက်တစ်ဖက်ကဖုံးကင်တယ်နောက်လက်တစ်ဖက်ကစင်ကယ်မောင်းပြီးပတ်သွားပတ်လာပတ်သွားပတ်လာလှုပ်တယ်ဖုံးတုံခါမတုံခါဆိုတာစံတက်တာတဲ့ရှင်နောက်ဆုံးသုံးပတ်ပတ်ပြီးအဲ့လိုမျိုးပဲထွက်ပြေးသွားတယ်သူများဖုံးကိုလည်းပြန်မပေးဘူးဖုံးကိုဗတ်၄တောင်းခွဲနဲ့ရောင်းထားတာတဲ့ရှင် ပိတ်ဆံလည်းမရဘူးဖုန်းကလည်းညင်ကြာယူသွားလိုက်တာချင်းဒုတိယတရားဒီဒုတိယတရားခါကျတော့ online ပေါ်မှာကင်မရာကိုရောင်းဖို့ပုတ်တင်လိုက်တဲ့အဲ့ဒီကင်မရာကိုဘတ်9500နဲ့ရောင်းတယ်တဲ့ချင်းဒီညင်ကြာလည်းသူ့ကိုဆက်တွယ်လာပြီးအပြစ်မှာကင်မရာတီးဖို့ချိန်လိုက်တယ်သူ့လည်းညင်ကြာကိုတွတ်တွေ့တယ်ဒီတခါလဲညင်ကြာကကင်မရာကိုပြကြည့်အောင်ကင်မရာကိုစစ်ဆေးကြည့်မယ်ပြောပြီးကြည့်သွားကြည့်လာစင်ကေပေါ်တက်ပြီးထွက်ပြေးသွားတယ်တဲ့ချင်း ပိတ်ဆံနဲ့ပမပေးဘူးသူများရဲ့ကင်မရာကိုလည်းယူသွားလိုက်တယ်။တတိယတယောက်ခါကျတော့နင်ဂျာကခုနသူသူများစီကဓမြတိုက်လာတဲ့ကင်မရာကိုယူပြီး line ပေါ်မှာပွတ်တင်ပြီးရောင်းလိုက်ရင်ဘတ်၄တောင်းနဲ့ရောင်းတယ်။တတိယလူက ကင်မရာကိုဝယ်ရှင်လို့နင်ကြာနဲ့ချိန်လိုက်တယ်။နင်ကြာလည်းကင်မရာကိုယူသွားပြီးအဲ့ဒီတတိယလူကိုရောင်းပေးလိုက်တယ်ရှင်။တတိယလူကနင်ကြာကိုတိတ်မယုံလို့ဗီဒီယိုတွေတောင်ရိုက်ထားတယ်။နင်ကြာကဗီဒီယိုလည်းအရိုက်ခံတယ်။ပြီးတော့သူ့ရဲ့နိုင်ငံသားကပြလည်းပြတယ်ဆိုတော့တတိယလူကယုံတယ်ဒါကြောင့်နင်ကြာကိုပတ်ငွေ4000ပေးလိုက်တယ်နင်ကြာကအဲ့ဒီပတ်ငွေ4000ကိုရတော့ဒီတစ်ခါနင်ကြာကအဲ့ဒီကင်မရာကိုတတိယလူကိုတကယ်ပေးတယ်ရှင့်ပြီးတော့သူလည်းပတ်ငွေ4000ယူပြီးတွားလိုက်တယ် နင်ကြလာတော့ကစင်ကဲမောင်းလာတဲ့ရဲ့ပိုက်ဆံဘတ်လေးတောင်းရတော့နင်ကြသူ့စင်ကဲကိုသူပြန်မယူသွားဘူးကင်မရာဝယ်တဲ့သူရဲ့ဆိုင်ရှိမှာပဲရက်ထားတဲ့ကင်မရာဝယ်တဲ့သူကနင်ကြကပိုက်ဆံရပြီးအပျော်လွန်ပြီးစင်ကဲမိတာထင်လို့နင်ကြကိုအဲ့လိုမျိုးစာရေးသွားလိုက်တယ်စင်ကဲမိထားတဲ့ပြန်လာယူအောင်ပေါ့ရှင်နင်ကြကမပြောလဲဆိုတော့အဲ့ဒီစင်ကဲကကျွန်တော်သူများကိုဓမြသွားတိုက်လာတာကျွန်တော်သခိုးလာတာ ဒါကြောင့်ကျွန်တော်အဲ့ဒီဆိုင်ကယ်ကိုပြန်မယူတော့ဘူးအကိုပဲယူလိုက်တော့ပျော်ပြီးအဲ့ဒီကင်မရာဝယ်တဲ့သူကိုဘလောက်ထည့်လိုက်တယ်ရှင်အဲ့တော့အဲ့ဒီကင်မရာဝယ်တဲ့သူလည်းအပြစ်ရှိတဲ့သူဖြစ်သွားတယ်တခိုးစီကပြစ်စီကိုဝယ်တဲ့အပြစ်ပြီးတော့တခိုးသူများစီကဓမြတော်တိုက်လာတဲ့ဆိုင်ကယ်ကိုခြံထားလို့သူ့အိမ်မှာရှိတော့သူ့အပြစ်လည်းဖြစ်သွားတယ်နှစ်ပြစ်တော့ရှိရဒါကြောင့်သူလည်း yes ကံကိုတွားပြီးဒီနင်ဂျာဓမြကိုတရားတော့ဆွဲလိုက်တယ်ရှင် ဒီနင်ဂျာတမယကိုတရားဆွဲထားတဲ့သူအယောက်ပေါင်း20ကျော်ရှိတယ်တရှင်ဒါပေမဲ့ရဲကတခါမှလည်းနင်ဂျာကိုမဖမ်းမိဘူးရဲတွေကနင်ဂျာရဲ့နေရဲလိပ်စာနင်ဂျာကဘယ်အခန်းမှာငားနေတယ်ဆိုတာရဲတွေကသိတယ်တရှင်ဒါပေမဲ့သွားတိုင်းနင်ဂျာကိုမဖမ်းမိဘူးအဲ့တော့ဒီနေ့လည်းရဲအယောက်20ကျော်လောက်ကနင်ဂျာငားနေတဲ့တိုက်ခန်းကိုသွားလိုက်တယ်ရှင်ဒီတခါလေကားတွေလည်းပါလာတယ်နင်ဂျာကိုဝိုင်းထားဖို့ရှင် ရဲတချို့ကအလီကားပေါ်မှာနေတက်သွားပြီးညင်ကြတခါရှေ့မှာဆောက်တယ်ရဲတချို့ခါကျတော့လီကားနဲ့ညင်ကြရဲ့ဝါရန်တာပေါ်မှာတက်ပြီးဆောက်တယ်အနောက်ဘက်ကနေခုံချပြီးထွက်ပြေးတော့မှဆိုလို့ရှင်ရဲတွေကညင်ကြငားနေတဲ့အငားတက်ခံကိုဝိုင်းထားလိုက်ကြတယ်ရှင်ပြီးတော့တခါခောက်တယ်ဘယ်လိုပဲခောက်ခောက်နေကြကထွက်မလာဘူးဒါကြောင့်ရဲလေတခါဖြက်ပြီးဝင်သွားလိုက်တယ်ဝင်သွားတော့အထဲမှာနင်ကြမရှိပြန်ဘူးအစပိုင်းရဲတွေက ဒီနေတာကကိုပျောက်ကထာများရှိနေတာလားပေါ့ရှင်ဘလို့ပျောက်သွားနေတာလဲအာကိုပျောက်တက်တယ်လားမသိဘူးဆိုပြီးရှာကြတယ်ရေချိုးခန်းထဲမှာရောဘလို့ရှာရှာရှာမတွေ့ဘူးနောက်ဆုံးရဲတူကအပေါ့အာခလေးအရယ်ဖာမြန်မာလိုပဲလို့ခေါ်တော့ရဲတူကပြောတယ်မျက်နှာကြက်ပေါ်မှာပုံနေတာလားမသိဘူးနောက်ရဲတူလည်းပြောတယ်ဒါမှမဟုတ်ကတိအောက်မှာ ပုံးနေတာလားမသိဘူးလေရှင့်အမှန်ဆိုဒီနင်ကြာရဲ့ကတဲ့ကအဲ့လိုမျိုးအလုံးပိတ်ထားတဲ့ကတဲ့လေရှင့်ဝင်သွားလို့မရတဲ့ကတဲ့ကတဲ့ပူပူလေပြီးတော့အာလေးဖက်စလုံးကအကုန်လုံးပိတ်ထားတဲ့ဒါပေမဲ့ရဲတူအဲ့လိုပြောတော့ဂျန်တဲ့ရဲတွေကလည်းအဲ့ဒီအချင်းထူထူကိုယူထုတ်တယ်ကတဲ့ရဲ့တစ်သားတွေကိုယူထုတ်ယူထုတ်တော့ဒီနင်ကြာတခိုးကတကယ်အဲ့ဒီကတဲ့အောက်မှာရှိနေတယ်ရှင့်သူဘလို့ဝင်သွားမလဲမသိဘူး သူတယောက်တည်းအဲ့ဒီကတိအောက်တည်းဆင်းသွားပြီးတစ်သားတွေကိုပြန်ထည့်ပြီးတော့အခင်းထူထူကိုပြန်ထည့်ဆိုလဲသူဘယ်လိုလုပ်လုပ်နိုင်တယ်လဲမသိဘူးရှင်သူအရန်တော်တယ်လို့ပြောရမယ်သူလုပ်နိုင်တဲ့ရဲတွေ့တော့ရဲလဲဆွဲထုတ်လိုက်တယ်ပြီးတော့ရဲကနှစ်နမယ်ကဖတ်မလာပါမလားမင်းလိုက်တယ်သူလဲအကလုံးဝန်ခံတယ်ရှင်နင်ကြတဲ့ခိုးကခိုးတဲ့တမျိုးထဲမဟုတ်ဓမြတိုက်တဲ့တွေလဲလုပ်တယ် သူများကိုပြစ်စီရောင်းပေးမယ်ပြောပြီးချိန်တယ်ပြီးတော့နောက်ဆုံးသူများပြစ်စီမပေးဘူးသူများငွေကိုအဲ့လိုမျိုးလူယူသွားတယ်တခါတလေသူများပြစ်စီဝယ်မယ်ချိန်ပြီးသူများရဲ့ပြစ်စီကိုအဲ့လိုမျိုးလူပြီးထွက်ပြေးသွားတယ်သူက online ပေါ်မှာပဲလိမ့်တော့မဟုတ်ပဲねအပြင်အထိလိုက်လိမ့်လိုက်တမ냐တိုက်တယ်ရှင်အရန်နေမှာဆိုးတဲ့နေကြတခိုးရှင်အသက်လည်း20နှစ်ပဲရှိသေးတယ်နေကြမဟုတ်တော့ရှင်နေကြ နင်ကြတခိုးတော်တယ်လို့ရဲတွေလည်းအရန်တော်တယ်အဲ့ဒီကတဲ့အောက်နားမှာသွားပြီးတော့ပုံတော်မှာရဲတွေကဖမ်းမိတယ်သူပဲလုတ်ပြီးအဲ့ဒီကတဲ့အောက်မှာသွားနေနိုင်တယ်လည်းတော့မသိဘူးရှင်ကတဲ့အောက်ကနင်ကြအဲ့တော့ online ပေါ်မှာဘယ်သူ့ကိုမှယုံလို့မရအောင်ရှင်ဒီလိုမျိုးတတိထားတော့ online ပေါ်မှာဟိုရောင်းမယ်ဒီရောင်းမယ်တော့မဟုတ်ဟိုဝယ်မယ်ဒီဝယ်မယ် online ပေါ်မှာစကားပြောပြီးကိုမတွေ့ဖူးမမြင်ဖူးတဲ့သူ ਨੇ အပြစ်မှာပြစ်စီသွားပေးဖို့တော့မဟုတ်ပြစ်စီသွားဝယ်ဖို့ချိန်လိုက်ရင် မတော်တာကပိုကောင်းမရှင်းဒီလိုမျိုးသွားတွေ့သွားဆုံဘယ်လိုမှမလို့ကိုရပစ္စည်းတွေကိုပဲလူယူသွားတာပိတ်ဆက်တွေပဲလူယူသွားတာဆိုရင်တော်တဲ့မျိုးကိုတခုခုလုံးလိုက်ရင်ကြောက်စရာကောင်းတယ်ရှင်အားလုံးပဲတတိထားကြပါလို့ရှင်